ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့ပြပြချင်တာကအချိအဖန်စီဒီယိုမှာမဖြစ်မနေတည်ထားတဲ့အခြေခံပြပအကြောင်းကိုပြောပြမှာဖြစ်ပါတယ်ဗီဒီယိုကိုမကြော်ဘဲနဲ့တစင်ချင်းလိုက်ကြည့်ပြီးဦးမြတ်တက်ရက်ခံပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ပါဟုတ်ပြီဒီအဖန်စီဒီယိုမိုဘိုင်းမှာတီးတဲ့အခါမှာเนาะဒီ note တွေကြီးတဲ့အခါမှာပေါ့ဗျာဒီကျွန်တော်မကြည်နေမသိဘူး note ကြည်နေမသိဘူးเนาะလျှောက်ပြောနေကြတယ် ကိုကိုတိုင်းတိချာကာကနနာမလေးလာကြဘူးပေါ့နော်အဲတိချာကာကနနာလေးလာမယ်ဆိုရင်တော့နှုတ်ကြီးကြီးရလည်းပဲရင်းလွယ်ပါတယ်ဟုတ်ပြီအရင်ဆုံးကျွန်တော်ပြောချင်တာကဒီအဖတ်စီရီမိုဘိုင်းမှာဒီနော်ဒီကျွန်တော်ဥပဒေဒီကအဲ IT ကိုဘာလို့ခေါ်လဲဆိုရင်တဘာလို့ခေါ်ပါတယ်ဟုတ်နော်ဒီကနေပြီးတော့ဒီ IT ကိုတဘာတဘာမှာဆိုရင်ဒီ B နဲ့ B ရှိလဲဆိုရင်၄ဘီရှိတယ် နော်ဘာဒီလဲဆိုရင်နော်2ပီ2ပီ3ပီ4ပီနော်ဟုတ်ပြီဘီလေးပီရှိတယ်အဲ့ဒီဘီလေးပီမှာရိုက်ချက်ဘယ်နှချက်ရှိတယ်ဆိုရင်ရိုက်ချက်4ချက်ရှိတယ်အဲ့ဒါကိုကျွန်တော်ဒီအင်္ဂလိပ်လိုလေးနဲ့ပြပြထားတယ်ဘယ်လိုမှတ်ရမလဲလို့ဆိုရင် 1e and a 2e and a 3e and a 4e and a ဟုတ်ပြီဒီပထမဆုံးအခုဒီပထမဆုံး ဒီနားလေးကိုဘာလို့ခေါ်လဲ1လို့ခေါ်မယ်တကောင်ကို2လို့ခေါ်မယ်အ1ဟုတ် e လို့ခေါ်မယ်ပေါ့နော်ဒီနားလေး e လို့ခေါ်မှာလို့ sorry တကောင်ကို n လို့ခေါ်မယ်ကောင်ကို a လို့ခေါ်မယ်အဲအစရှိတဲ့ဖြင့်နောက်က2 3 4လောက်ပဲအဲ့တိုင်းပဲမှတ်ပြီးပါ 1EN နဲ့ 2EN နဲ့ 3EN နဲ့ 4EN တပားမှာရိုက် B လေးပြီးရှိပါတယ်။အဲ့ B လေးပြီးမှဆိုရင်နော်ရိုက်ချက်၄ချက်စီရှိပါတယ်။ ခံပြောပါမယ်တပားတပီးဆိုတာကဘယ်ကနေပဲထီလဲเนาะနှစ်ပီးလဲဆိုတာဘယ်ကနေပဲထီလဲเนาะဒီဗီဒီယိုကိုကြည့်နေနေနားမလည်ရင်ကျွန်တော်ရဲ့ဒီ comment box လေးမှာဒီမေးလို့ရရယ်เนาะတပားကဒီကနေပြီးတော့ဒီထီကိုတပားပေါ့เนาะတပားလို့ခေါ်တယ်အဲ့တပားမှာဘီဘနဘီရှိတယ်ဆိုရင်လေးဘီရှိတယ်เนาะဒီကနေပြီးတော့ဒီထီကိုတပီးเนาะဒီကနေဒီထီကိုတပီးနှစ်ပီးညနေဒီထီကို3ပီးညနေဒီထီကို4ပီးဟုတ်ပြီเนาะ အဲ့လေးပြီးမှရိုက်ချဲပါတယ်ညရှိရဆိုရင်လေးချက်ရှိတယ်။ဘာလဲဆိုရင် 1e and a 2e and a 3e and a 4e and a စသီးတစ်ဖြင့်ရှိတယ်နော်။ဟုတ်ပြီ။ဒီခြေခံဘီဘအကြောင်းကိုတိနားလည်မှလည်းပဲရှိရှစ်တင်ကန်းစာဒီမှာဒီနှုတ်ကြည့်တဲ့အခါမှာနားလည်မှဖြစ်တဲ့ဒါကြောင့်မကြော်ဘဲနဲ့တခြားကြည့်ပေးပါအကြိမ်နားမလည်ဘူးဆိုရင်လည်းထပ်ခါတလဲလဲပြန်ကြည့်ပေးပါ ဒါမှကျွန်တော်တို့နှုတ်တွေကြည့်ပြီးတော့တချင်းတွေတီးမယ်နော်အဲ့ဒီအခါကျရင်ပူပြီးတော့အဆင်ပြေမယ်ပေါ့နော်တကယ်လို့နားမလည်ဘူးဘဲနဲ့အဆင်တွေကြော်သွားလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီ smart တက်တယ်ပေါ့နော်ဟုတ်ပြီအဲ့လိုဆိုရင် brother တို့ဒီအခြေခံပြပါအကြောင်းကို နားလည်လိမ့်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်